ဥမင်းအွန်လိုင်းမိသားစုပိုင်ဆိုင်မှုတွေပေါ့အမြင်လေးပြောပြပါအောင်ဟာဥမင်းအွန်လိုင်းရဲ့ပိုင်ဆိုင်မှုပေါ့သူသားရဲ့ပိုင်ဆိုင်မှုသူသမီးရဲ့ပိုင်ဆိုင်မှုသူရဲ့ပိုင်ဆိုင်မှုဟာတတော်ကြီးကိုများပါတယ်နော်ဟိုဒီဘန်နဲ့ပတ်သက်တဲ့သူတို့ရဲ့ကိစ္စရဲ့ဒီမှာကျွန်တော်ညှီဆွမှုတွေရှိလာတယ်ကျွန်တော်ကဒီနေရာမှာအဲဒီလူကဘာသူဖြစ်ပါလဲသူကဘယ်ပါတီဖြစ်ပါလဲလို့ကျွန်တော်ကထုတ်ဖို့ပြောလိုက်ရင်သူ့အတွက် တနည်းပြောနိုင်ငံရေးကအထိကိုက်မှာနိုင်ငံရေးကမထိကိုက်စေချင်လို့ကျွန်တော်အမီကိုထုတ်မပြောတာအမီလည်းထုတ်မပြောတာနောက်ထပ်ကျွန်တော်တို့ကဒီပါတီအမီလည်းထုတ်မပြောတာတကယ်၍ကျွန်တော်ကထုတ်ပြောလိုက်မယ်ဆိုရင်တေးကြတဲ့အနေနဲ့မြန်တော့သူ့ကိုသူ့ရဲ့ဒီနိုင်ငံရေးကိုတက်ရောက်မှုကြီးမှာဖြစ်ပါတယ်မင်းရတာထုတ်ပြောတာမင်းအွန်လိုင်းကထုတ်ပြောလို့တနိုင်ငံလုံးကသိနေပြီဒီဥဒါစရာဘာဝင်ကြီးဖြစ်မှလဲကျွန်တော်ကအစရေကပါတီဝင်လာလေကအဝင်ကြီးဖြစ်ဖို့လေဘာညာကျွန်တော်ဘာယူချက်မှမရှိကျွန်တော်ကျွန်တော်တို့ရွေးကောက်ပွဲအောင်နိုင်ဖို့ ဝင်ကြီးဟုတ်မဟုတ်ဘူးတမရဖြစ်ဖို့ရည်ရွယ်ချက်ပဲရှိတာတော်လည်းမြို့ရီအားလုံးပဲဘာဘောမင်းနဲ့မေးပြီးတာမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojet Production Channel လေးကပြန်လည်ကြိုစားလိုက်ပါတယ်ဗီဒီယိုရီရေရှင်တို့သွားပေးကြမှာတော့ယနေ့အော်တိုဘားလ25ရက်နေ့စနေနေ့ညပိုင်းနောက်ဆုံးရရှိသတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်တော်လည်းမြို့ရီအားလုံးပဲဒီနေ့ညမှာလည်းသတင်းကောင်းတွေဖြစ်တဲ့အတွက်အဆုံးနဲ့ကြည့်ရှုဖို့ဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်နောက်ဆုံးသတင်းပုတ်အနေနဲ့ကတော့ရွေးကောက်ပွဲဝင်ပြိုင်မြဲဇနီးကိုရိုက်နှက်ခဲ့တဲ့အင်မွန်ဟန်စီခံရဆိုတဲ့သတင်းကိုရရှိထားပါတယ်ဒါကတော့ အဲ့ဒီသူ့ရဲ့ယောက်ျားကိုတော့ရက်ထက်ကကနန်းလို့ခေါ်တဲ့လက်ဆက်လက်နာလည်းရှိတယ်သူ့မိမကိုရွေးကောက်ဖို့မဝင်ဘူးအကျိတ်ကျင်းတတိပေးတယ်ဒါပေမဲ့မရဘူးနာမည်စင်းပါလာတော့အိမ်မှာမိမကိုရိုက်နှက်ပါတယ်ရွေးကောက်ဖို့ဝင်ပြရမလားဆိုပြီးတော့ရွေးကောက်ဘက်ကနေထွက်ဖို့ပြောတယ်မထွက်ရင်ညွန့်ကတတ်ပြစ်မယ်ဆိုပြီးတော့ပြောလို့မိမကငိုကြီးချက်မှနေရဲစကန်သွားတိုင်းလာအခုတော့ကနန်းတကောင်ရဲစကန်နဲ့ရောက်သွားပြီးပြနေရပါတယ်ဒါတော့မင်းအောင်လည်းရွေးကောက်ပွဲကိုဘလောက်ထောက်ခံခံအိမ်ကယောက်ျားကတော့ မိမကိုရွေးကောက်ပွဲဝင်ပြိုင်စီခြင်းတဲ့အနေထားတစ်ခုတွေ့ပြီးတော့ရွေးကောက်ပွဲဝင်ပြိုင်နိုင်မလားရှုံးမတော့မသိဘူးအိမ်ရယောက်ကြတော့မထောက်ခံတာတော့အသေးရပဲဖြစ်နေတဲ့သတင်းဖြစ်ပါတော့သတင်းပုံအနေနဲ့ကတော့စစ်ကောင်မရှင်ကကျင်းပကိုပြင်ဆင်နေတဲ့ရွေးကောက်ပွဲမှာမဲမဲပေးသေးရခင်မှာပဲစစ်တပ်ကြောထောင်နောက်ခံပြည်တော်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီတပ်ဖို့ပါတီဟာလွတ်တော်မှတ်နေရ28ရက် ကျိုတင်အနိုင်ရနှစ်နေဖြစ်ကြောင်းလည်းသိရှိကြပါရယ်။ဒီကော်မရှင်လောက်ခန်းပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကအော်တိုဘာ23မှာနောက်ဆုံးထုတ်ပြန်တဲ့အဒီပူကိုစလေလောင်းစင်းတွေရအခုလိုနိုင်ရရှိတရားတွေ့နေရလည်းဖြစ်ပါရယ်။ဒီကအပြင်ကချင်၊သကိုင်း၊ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာမဲဆန္ဒနဲ့28ခုမှာပြန့်ခိုင်ရေးပါတီကလွဲပြီးတခြားဘဲပါတီကမှဝင်ရောက်ရှင်ပိုင်တာမတွေ့ရပါဘူး။ဒါကြောင့်ဥပဒေအရအခုလိုပြိုင်မက်မရှိ28နေရာမှာအနိုင်ရရှိသွားပြီဖြစ်ကြောင်းလည်း UEC ကရွေးကောက်ပွဲမစခင်တည်းကညင်ညာခဲ့တယ်လို့ဖြစ်နေပါပြီ။ ဒီကော်မရှင်ရဲ့ရွေးကောက်ပွဲဥပဒေအခန်းကိုပုံမှန်47ကအရာမဲဆန္ဒနဲ့တကူမှာကိုစရလောင်းတဦးစရာရှိ၍ရွေးကောက်ပွဲကျင်းပစရာမလိုပဲအဲ့ဒီကိုစရလောင်းသာအနိုင်ရရမည်ဆိုတဲ့ဥပဒေရလက်ရှိမှာတော့28နေရာမှာပြန့်ဖို့ပါတီကအနိုင်ရရှိနေပြီပါတယ်။အတိုင်းကိုမနေ့ကရောက်တယ်။ကြောင်ရင်းနဲ့ဒီကကိုစရလောင်းနေပေါ့။လာတွင်းစကားပြောရင်းနဲ့ခင်ဗျားတို့တတိတရာရှိလို့တွေ့နေတဲ့သဘောကနှစ်ချက်ရှိတယ်ဗျာ။ဒီလား။တစ်ချက်ကဘာလဲဆိုတော့ဒီနေရာကတမိုင်းဆင်မှာရှိတဲ့နေ။ ျွန်တော်ကတမိုင်းကိုစိတ်ဝင်စားတယ်လေခုခရောင်းနေရနေပြီးတော့3မိုင်လောက်2မိုင်ခွဲ3မိုင်လောက်ဆိုအင်းဝရှိတယ်မလားနော်ဒါကတစ်ချိန်တစ်ခါကနာမည်ကြီးခဲ့တယ်မင်းနေပြီးတော်ကြီးဟုတ်တယ်မလားမင်းမင်းနေပြီးတော်ကြီးနော်ဒီဘက်ကအေယာဝတီမြင့်နဲ့မြင့်ငယ်မြင့်ဒုထာဝတီပေါ့ဒုထာဝတီဆုံတဲ့အဝမှာရှိတယ်အတွက်ကြောင့်အင်းကိုအင်းဆုံတဲ့နေရာအင်းနဝလို့ခေါ်တယ်ရွှေဝလို့ခေါ်တယ်အဝလို့ခေါ်တယ်ကြောင်းမြေတနာတွေပေါ်ပြလို့ ရဏနာပူရလို့ခေါ်တယ်။ဒါကျွန်တော်ဖတ်ဖူးပတ်ဖူးတာပေါ့။တစ်ချိန်တော့မင်းနေပြီးတော့နော်တက်ကြရမြန်မာတက်ရ926လမ်းတည်ဘူး။အဲ့ဒီကတဲခဲ့တာ။မင်း30တိတိဓမ္မဟလား။၄ချိန်တိုင်မြို့တော်ကြီးဖြစ်ခဲ့တာပေါ့။ဒါတမိုင်းစင်လာရှိတဲ့နေရာ။ဒီမင်းနေပြီးတော့အဝုံဝိုင်းမှာရှိတဲ့ဒီနေရာကိုကျွန်တော်အစတည်းကအင်းစိတ်ဝင်စားခဲ့တာ။ဒီသားရဲ့တမိုင်းကိုစိတ်ဝင်စားလို့ဒီမှာရှိတဲ့ရဲရဲဘာတွေခိုးထိုးအောင်မလုပ်လို့စိတ်ဝင်စားတာကိုပြောနေရတာ။ တော်တို့ကတော့အဓိကတော့ဝင်ဆင်းပြီးတော့အဲရွာသူရွာသားတွေမျိုးပြည်သူလူထုနဲ့ထိတွေ့ဖို့ပါဟွကိုကြည့်တော့နေပြီးတော့ပုပ်ပတ်တိကတော့ဘယ်မှမသွားနိုင်ပဲပုပ်ပတ်တိမှာဝင်ပြိုင်နေကောင်ကကွင်းစင်းရင်သေးတယ်ထိတွေ့ပါများတော့အော်မြန်မာများတော့ချစ်ချောင်းဝင်ဆိုဆိုတော့ဗောနော်ကိုရဲ့ policy တွေကိုရဲ့မူဝါဒတွေကိုလည်းပြည်သူလူထုချပြလို့ရတယ်အဲသူကတော်ကီတစ်ပတ်ကတော့ရှမ်းရှမ်းတောက်ခါမြန်မာများတို့ချစ်ချောင်းဝင်နေတယ်မင်းတို့ဘောမှာ6000ရှစ်ရာစားပဲမင်းတွေ့နေရအောင် တန်းကြတော့အဲကွင်းစင်းဟာပိုကောင်းတယ်ခုခေတ်မှာတော့အဲကွင်းစင်းတာအပြင် online media ကလည်းအဲဟိုတော်တော်လေးကြည့်ကြည့်ပြန်ပြဖြစ်လာတယ်အတချို့ဆိုရင်ကွင်းမစင်းကြဘဲနဲ့အဲ online ကနေပြောကြတာ online ကနေပြောတာက online ကြည့်တဲ့လူတချို့ပဲအဲတက်ရောက်မယ်လို့ကျွန်တော်ထင်တယ်။အွန်လိုင်းကလည်းပြောမယ်။တကယ်တမ်းပြပြလက်ကွစစ်မယ်ဆိုရင် အဲပိုပြီးကောင်းတယ်လို့ကျွန်တော်မြင်တယ်အဲဒါကြောင့်ကျွန်တော်ကအဲကွင်းစင်းနဲ့အဒေတာဖွံ့ဖြိုးရေးတွေလိုက်ကြည့်တယ်အဲလိုအပ်တဲ့လာဖက်ဆီလီတီတွေကျွန်တော်တို့ကပံ့ပိုးပေးတာပေါ့အဲ့ဒါမျိုးလေးတွေကျွန်တော်ဆောင်ရွက်နေပါတယ်ဟုတ်အဲ this is very good question ဟုတ်အတူလည်းမေးကြတယ်ပေါ့ကျွန်တော်အဲ့ဒါလည်းမှတ်သွားသေးတယ်သူတို့ဘာလို့အင်္ဂလိပ်စာမတူဘူးပြောခင်မှာသူတို့ဟိုရောက်ဝဲပြီးရင်ဥလားစရာဘာဝင်ကြီးဖြစ်မှာလဲ ကျွန်တော်ကအစတည်းကပါတီဝင်လာလေးကအဲဝင်ကြီးဖြစ်ဖို့လေးဘာညာကျွန်တော်ဘာယူချက်မှမရှိဘူးကျွန်တော်ကနိုင်ငံကောင်းဖို့အဲဆောင်ရမယ်အဲကျွန်တော်ဒါပေမဲ့နိုင်ငံရေးပါတီတခုရဲ့ဒီမန်ချက်ဒီရုပ်ကဝင်နိုင်ရမယ်ကျွန်တော်ရုပ်ကဝင်နိုင်အောင်ကြိုးစားမယ်ဆိုတော့ဒီကဝင်နိုင်လို့ရှိရင်ကျွန်တော်အဲကိုယ့်ရဲ့ data နဲ့မြေပုံပြတော်ဆောင်ရမယ်အဲဒါကျွန်တော်ကတက်သားအစစ်ပဲကျွန်တော်ထားပါလို့ကျွန်တော်ကအဲပြောထားတယ်အဲကျွန်တော်ဘာမှဟို ဟိုပါတီမှာလုပ်မယ်ဆိုတော့ဒီ USDT ပါတီอ่ะကျွန်တော်စပြီးဝင်လာတယ်ဒီချက်မှာဝင်လာတယ်ပေါ့နော်တကယ်လို့ကျွန်တော်နိုင်ငံရေးမလုပ်တော့ဆိုရင်လည်းကျွန်တော်อ่ะကောဘကတော့မလုပ်တော့ဖာဖွဲ့စီမမလုပ်တော့ဆက်သွားတခြားပါတီပြောင်းထားနေပါတယ်ကျွန်တော်ကမရှိပါဘူးဟိုဟိုကျွန်တော်ဒီမှာလည်းကျွန်တော်ကိုဟိုဝင်ကြီးပေးပါဗာပေးမှညာပြီတချို့ကရှိတယ်တချို့ကကျွန်တော်ကိုဝင်ကြီးပေးပါဗာလူကြီးတွေစာရေးပြီးပြောတဲ့လူတော်ရှိတယ်လို့ကျွန်တော်ကြားတယ် ဟုတ်မဆိုးဘူးမလဲဘူးချင်းချင်းတော့ပြန်ကြိုက်နေတာအဲဒါမှကျွန်တော်လည်းတော့မတူဘူးကွာကျွန်တော်ကျွန်တော်တတားဆက်မထားပါကျွန်တော်တတားဆက်မနေမယ်အဲရေးကြည့်တာအဲဟိုတိုက်ပြီးအေဂျင့်တင်နေပြီးတော့အဲဟိုကောကွန်ပျူတာတက်ဖို့ဟာလာလေကျွန်တော်ခေါင်းထဲမှာရှိတယ်တစ်ချက်မှနေတော့လည်းလိုပါပဲဟိုတချို့ရာထူးပေးပါကျွန်တော်ဘယ်နေရာပြောင်းပေးပါဟိုနေရာပြောင်းပေးပါကကထူးသွားပြောတယ်လူနဲ့ဘာနဲ့အဲတချို့ဆိုကျွန်တော်ဆိုအဲဖာကန်လို့ အလားမမိုင်းရှူးလို့တကယ်နေရာကောင်းတခါမှမနေဘူးတခါမှလည်းမရောက်ဘူးခုချိန်ဒီမရောက်ဘူးတဲ့အဲဘာလို့ဆိုတော့ဟိုကိုကဟိုတတ်ထင်းမှနေတာစစ်တိုက်ပို့ပဲစစ်တိုက်ပို့ပဲစဉ်းစားတယ်ဘယ်ရာထူးရဖို့ဆိုတော့မစဉ်းစားဘူးအဲကျွန်တော်သူပြောင်းချင်နေရာပြောင်းပြီးအဲ့နေရာပဲကျွန်တော်ရောက်ခဲ့တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ရှီတန်းမှသွားပြီဆိုတော့သဘင်ရှီတဲ့တခါမွေးနဲ့မုတ်စိတ်မွေးနဲ့တခါတဲ့တိုက်ဖို့ခိုက်ဖို့ပဲကျွန်တော်စဉ်းစားတယ်ဟိုကျွန်တော်ဆရာသမားတွေကလည်းဒါမျိုးတွေနဲ့ တော်ကြုံရတာဖြစ်တဲ့အတွက်ကြောင့်ဆိုကျွန်တော်ဘေရာလူရမှာဟိုရာလူရမှာခါမလုပ်ခဲ့ကျွန်တော် only infantry fighter ပဲ only infantry fighter ပဲအဲလိုလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲကျွန်တော်အနေနဲ့အဲ့ဒီရာလူတွေပါတယ်တော့ကျွန်မညှိရှိပါဘူးခေါ့အေးအားတော့ဦးလလာဆိုရတော့သူကသူ fighter ဆိုပြီးပြောသွားတယ်ဖြစ်ပါတယ်အား fighter ပဲဆိုပြီးပြောသွားဖြစ်ပြီးတော့လာဆွေတို့ခင်ရီတို့ဆိုတာလည်းခင်ရီတကောင်ဆိုလည်းဘိုက်ထဲမှာကျင်းတောင်ရှိလို့ဘိုက်ကြီးပူနေရဆိုတဲ့အကြောင်းနဲ့လာဆွေဆိုတာလည်းအမြဲတမ်းကြိုက်ဖို့ပဲစဉ်းစားပါဘူး။အမြဲတမ်းတိုက်ဖို့ပဲစဉ်းစားနေရဆိုပြီးပြောနေရတယ်တွေ့နေရပါတယ်။ တသက်ခိုင်းတကောင်းကိုအခုလိုမျိုးဖြုတ်လိုက်ပြီးဆိုတာနဲ့ပတ်သက်ပြီးတော့တချို့ကလည်းမဟုတ်ဘူးသူသတင်းထွက်နေတာလည်းတွေ့နေရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းတွေကိုအားလုံးကိုငြိမ်သွမ်းအောင်လုပ်နေတာကတော့မင်းအောင်နိုင်ရဲ့ UVC ပဲဖြစ်ပါတယ်။ဒီသူရှေဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်းကိုနာမည်စင်းရင်ကဝေကောက်ဘွဲကော်မရှင်ကထုတ်ပြန်တဲ့ကိုယ်စားလှယ်စင်လောင်းစင်းမှအဖြစ်ခံမှန်ကန်မှုရှိမရှိသိပြရစေဆိုပြီးမေးတဲ့အခါမှာတော့ရန်ကုန်တိုင်းဒေသကြီးမြို့သားလွတ်တော် FPTV မဲဆန္ဒနဲ့အမှတ်နှစ်မှာမိစင်းတင်သွင်းထားတဲ့ဤသူရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ဟာသက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှိခါကြီးပါ ကြထန်းကြတဲ့ညီဆုံးပါသဖြင့်ကိုစလောင်းစင်းမှာပြဖြစ်ချင်းဖြစ်ပါသည်တို့တော်လိုက်မဲဆန္ဒနဲ့ဒီဒီမှာမိစင်းတင်နေတဲ့ကိုစလလောင်း9023မှာတော့ပွဲစည်းပုံအခြေခံဥပဒေနဲ့ညီညွတ်တဲ့ညီပြူများနဲ့ညီညွတ်မှုမရှိတဲ့ဖြင့်ပြဖြစ်ခဲ့တဲ့ကိုစလလောင်း26ခုရှိတယ်လို့လည်းအရာမဝင် UEC ကလည်းထုတ်ပြန်ထားတွေ့နေရပါတယ်မင်းအောင်နိုင်တကောင်ကတော့အရင်တော့သက်သက်ကန်လုပ်ခဲ့တဲ့ကိစ္စတွေကြားလာပါပြီဒါပေမဲ့မင်းအောင်နိုင်ကသူလည်းသက်သက်ကန်ကိုကြည့်မရတော့တက်တက်ကန်နေတာပါဗျာသက်သက်ကန်တကောင်ကမလဲဆိုတော့ဘူစည်းနေတာနာမည်စည်းနေတာ ျွန်တော်တို့ရေတော်လိုင်းရေးဘက်ကလူတွေတက်တက်ခိုင်အောင်တက်တက်ခိုင်မယ်တက်တက်ခိုင်မယ်ပြောလို့နောက်ဆုံးတော့မင်းအောင်နိုင်တက်ခိုင်သွားတဲ့နေတခုမြင်နေရပါတယ်သူကသူ့ရဲ့ဒီလုပ်ငန်းအတွက်ကမ္ဘောဇာဘဏ်ကနေပြီးတော့ချက်ဘီလီယံတရာခန့်အခြေယူလာတယ်7ဘီလီယံတရာခန့်ချေထွားတဲ့ခါကျတော့တို့ဒီ UIC ရဲ့တတ်မှတ်တဲ့တတ်မှတ်ချက်တွေပြီးရင်ကျွန်တော်တို့ဒီဘန်နဲ့ပတ်သက်တဲ့တို့ရဲ့ကိစ္စရပ်တွေမှာကျွန်တော်ညီဆုံးမှုတွေရှိလာတယ်။ကျွန်တော်ကဒီနေရာမှာအဲဒီလူကဘာသူဖြစ်ပါလဲသူကဘယ်ပါတီဖြစ်ပါလဲလို့ကျွန်တော်ကထုတ်ဖို့ပြောလိုက်ရင်သူ့အတွက် တတိယပြီးတော့နိုင်ငံရေးကအထူးကိုက်မှာနိုင်ငံရေးကမထိကိုက်စေချင်လို့ကျွန်တော်အမီကိုထုတ်မပြောတာအမီလည်းထုတ်မပြောတာနောက်ထပ်ကျွန်တော်တို့ကဒီပါတီအမီလည်းထုတ်မပြောတာအကယ်၍ကျွန်တော်ကထုတ်ပြောလိုက်မယ်ဆိုရင်တေချာလည်းအနည်းနဲ့မြန်တော့သူ့ကိုသူ့ရဲ့ဒီနိုင်ငံရေးကပေါ့တက်ရောက်မှုကြီးမှာဖြစ်ပါတယ်မင်းရတာထုတ်မပြောတာမင်းအောင်နိုင်ငံထုတ်ပြောလို့တနိုင်ငံလုံးကသိနေပြီလက်ရှိကလည်းကျွန်တော်ရွေးကောက်ပွဲကာလကလည်းနှီးလာပြီအော်တိုဘလာ28ရက်နေ့ဆိုရင်ဒါလွတ်တော်ကိုယ်စီလောင်းတွေကမဲဆဆွဲလို့ရပြီမဲဆဆွဲလို့ရပြီနောက်ထပ်ကျွန်တော်ဒီဘန်အတိုင်းဝမှာထပ်သိရတာကဒီဒီလွတ်တော်ကိုယ်စီလောင်းကပေါ့ဗျလွတ်တော်ကိုယ်စီလောင်းကသူက သူ့ရဲ့သူ့ရဲ့ company တခုကသူ့ရဲ့ company ကဒီဘန်ဘက်ကိုကမ္ဘောဇာဘန်ဘက်ကိုဆက်သွယ်ပြီးတော့ဒီလူတော့အဲဒီသူကလက်မှတ်ထိုးတဲ့မှာပါတယ်ငွေချိတဲ့ကမှာသူကလက်မှတ်ထိုးတဲ့မှာပါတယ်လက်မှတ်ထိုးတဲ့နေရာမှာသူ့နာမည်လေးကိုထုတ်ပေးပါပေါ့ထုတ်ခွင့်ပြပါပေါ့ဒါပေမဲ့ဘန်ဘက်ကလည်းလက်မခံဘူးဘာကြောင့်ဘန်ဘက်ကလက်မခံတာလဲဆိုတော့ဘန်နေဘန်နေအားလုံးကငွေချိတဲ့အခါမှာမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကိုကျွန်တော်တို့ဒါ ငွေချေးတတ်မှတ်ပြီးတော့ငွေချေးကြတာပါရွှေပြောင်းနိုင်တဲ့ပစ္စည်းပေါ်မှာငွေချေးတာမဟုတ်ပါဘူးဒီဘာမတ်ကတောင်းဆိုတာကရတယ်ကျွန်တော်တို့ထုတ်ပေးမယ်တို့တော့လည်းတို့တတ်မှတ်ထားတဲ့ငွေမောက်တော့ပြန်သွင်းပေးရမယ်ငွေမောက်ကိုပြန်မသွင်းဘူးဆိုရင်ထုတ်မပေးဘူးတော့အဲ့လိုတွေဂွန်းဆက်ဂွန်းဆက်တွေရှိလို့သိရတယ်အဲ့တော့အကယ်မြန်ရုပ်ောက်ဝဲကော်မရှင်ကဒီလူကဘယ်သူပါလို့ထုတ်ပြန်လိုက်တဲ့အခါကျရင်တော့ခင်ဗျားတို့ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်ဒီဒီကိုစလေလောင်းတယောက်ကလည်းဒီဘန်ကိစ္စကိုသူကတိတိကျကျမဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်ကိုစလေလောင်းအဖြစ်ပယ်ဖျက်ခံမှာဖြစ်တယ်ကျွန်တော်တိရတဲ့လောက်ကတော့ဒီကွန်တိုကိစ္စလို့သိရတယ်ဒီကွန်တိုကွန်တိုကွန်တိုဆောက်ဖို့အတွက် ဒီအုပ်စုကဒီဒီဒီလုပ်ငန်းရှင်အုပ်စုကကမ္ဘောဇာပိုင်နဲ့ချီတယ်ဒီကွန်တိုကလည်းမပြည့်ပြတ်သေးဘူးလို့သိရတယ်မပြည့်ပြတ်သေးဘူးဗျာအဲ့တော့အဲ့မှာဗန်လုပ်ငန်းဆိုင်ရာကိစ္စတွေရှိတယ်တစ်ဖက်မှာကျတော့ UEC ရဲ့တတ်မှတ်ထားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်တတ်မှတ်ချက်တွေရှိတယ်အကယ်၍များဒီဒီလွတ်တော်ကိုယ်စားလှယ်လောင်းကဘဏ်ကိစ္စကိုသူကမရှင်းလင်းနိုင်ဘူးဆိုရင်သူကကိုယ်စားလှယ်လောင်းဖြစ်ပယ်ဖြတ်ခံမှာဖြစ်ပါတယ်။အဲလက်ရှိကျွန်တော်တို့သက်ခိုင်တယောက်ကတော့ကျွေးဒီဘီလီယံတရားနဲ့တို့ခေါင်းနေဖြစ်ပါတယ်။ကြဲအဲ့တော့ဖိုင်နင်းဝေတို့ဟာ ိုင်သာကိုကိုကြီးတို့သွားရောက်ပြီးကူညီတဲ့လူတယောက်ကိုတွေ့နေပြီးတို့ခင်ပါတယ်ကဲသွားပြီးကူညီပေးတတ်ကြပါဦးဟာဒီအားလုံးပဲဒီလိုတွေ့ရမယ်အကြောင်းအရာလေးကတော့ကိုသိမ်းမြက်ကဝေဖန်ထောက်ပြပြောဆိုထားတဲ့ခေါင်းစဉ်လေးကတော့ရန်ကောင်းပါတယ်ရှုံးသူအကုန်ယူတဲ့ရွေးကောက်ပွဲဆိုပြီးပေးထားတယ်ဒီလိုပြန်လည်းမပြပြီးဖြစ်ပါတယ်မကြည့်ရသေးတော့လည်းကျွန်တော်တို့ကြည့်တော့လို့ရပါတယ်ခိုင်းသူအကုန်ယူတဲ့စနစ်မဟုတ်တော့ပဲရှုံးသူကုန်စနစ်ကိုပါချောင်းမပြောင်းလဲနေရလဲဆိုတာကတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတွေ့ရမှာဟေးနိုင်ငံတကာမှာလူသိအများဆုံးရွေးကောက်ပွဲစနစ်ကနိုင်သူအကုန်ယူဆိုတဲ့စနစ်ပါ Winner takes all စနစ်လို့ခေါ်ပါတယ် FTP စနစ်လို့လည်းခေါ်ပါတယ်။တမဲပဲနိုင်နိုင်နှမဲပဲနိုင်နိုင်နိုင်တဲ့သူကအကုန်စားတဲ့စနစ်ပါ။အချို့ကျကိုစားပြုစနစ် PR စနစ်ဆိုတာလည်းရှိပါတယ်။အခုစေအောင်စုကလုပ်တဲ့ရွေးကောက်ပွဲစနစ်ကတော့ Yono စနစ် MMP လို့သူတို့ကပြောပါတယ်။ဒါကသူတို့ပေးထားတဲ့နာမည်ပါ။သူတို့ကသူတို့စနစ်ကိုခေါ်စေခြင်းနဲ့နာမည်ပါ။ဒါပေမဲ့လူတစ်ယောက်ကကိုကိုကိုမောင်လူကျော်လို့နာမည်ပေးထားပေမဲ့နေရာတိုင်းမှာပြဿနာချလို့ငပွားကြီးလို့နာမည်တွင်သွားတဲ့သူတွေလည်းရှိတတ်ပါတယ်။အခုသူတို့လုပ်တဲ့စနစ်ဟာ ူတို့ဘာသာခေါ်တဲ့အခေါ်က MMP စနစ်ပါဒါပေမဲ့တကယ်အနှစ်သာရကဘာလဲလို့မေးရင်အခုရွေးကောက်ပွဲဟာရှုံးသူအကုံယူရွေးကောက်ပွဲစနစ်ကြီးပါဘာကြောင့်ရှုံးသူအကုံယူရွေးကောက်ပွဲစနစ်လို့ပြောရတယ်ဆိုတော့စဉ်းစားကြည့်ပါ2030ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲမဝင်ပါဘူးကြက်ဖွဲ့ပါတီအနိုင်ရပါတယ်2015ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဝင်ပါတယ်ကြက်ဖွဲ့ပါတီရှုံးပါတယ် 2020မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဝင်ပါတယ်။ကြက်ဖွဲ့ပါတီထပ်ရှုံပါတယ်။အခုရွေးကောက်ပွဲဝင်ကြမယ်ဝင်ကြမယ်လို့စီးရင်ပေးထားမှတ်ပုံတင်ထားပြီးတော့အခုကြေညာထားတဲ့ပါတီတွေအားလုံးလိုလိုဟာပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာပါခဲ့တဲ့သူတွေကြီးပါပဲ။အာမနာတန်ပြောရမယ်ဆိုလို့ရှိရင်ဝင်ပြိုင်ခဲ့ပြီးတော့ရှုံးခဲ့ကြတဲ့ပါတီတွေကြီးပါပဲ။ကြက်ဖွဲ့ပါတီဟာအများအားရှုံးနေတော့စိတ်ဆိုးလာပုံရပါတယ်။ ဖဲဝိုင်းစကားနဲ့ပြောရရင်တော့ရှုံမဲမဲလာပါတယ်ဒီလောက်တော့ခရဏရှုံနေတာအများရန်နိုင်နေတဲ့ကောင်ကိုဖယ်ထုတ်ပြီးတော့ငါတို့ကြံတဲ့ကောင်လေးကြီးပဲပြိုင်ကြမယ်ကွာလို့အမှန်ပါပဲလောက်လာပါတယ်အရှုံးသမားတွေထဲမှာတော့ငါကဆရာကြီးလို့သူ့ကိုသူထင်ထားတာဘူးအဲ့တော့ဟိုအများရန်နိုင်နေတဲ့ကောင်ကိုဖယ်ပြီးတော့ကြံတဲ့ကောင်တွေနဲ့ပြိုင်လို့ရှိရင်ငါနိုင်ပြီလို့သူကတွေးပုံရပါတယ်ကြက်ခိုင်ရင်တဲ့ဆေးအုပ်စုရဲ့ရွေးကောက်ပွဲအောင်နိုင်ရေး strategy ဆိုတာဟာတိတ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူးအဲ့ဒါပါပဲ တင်းတင်းချာချာပြန်ပြီးတော့စဉ်းစားကြည့်ပါဖြစ်ခဲ့တာကိုအရှိတိုင်းရဲရဲမြင်ကြည့်ပြီးတော့ကြတော့ပွပွလင်းလင်းပြောမယ်ဒဲပြောမယ်ဆိုလို့ရှိရင်တော်တော်ရည်စရာကောင်းတဲ့ဟာသဇလန်ကြီးတခုလိုပါပဲစေအောင်စုနဲ့မဆတာပါတီကို1988ခုနှစ်မှာပြည်သူလူထုကြီးကပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပါတယ်စေအောင်စုကအခြေအနေကိုဘလို့မှနိုင်အောင်မထိန်နိုင်တော့ပါဘူးအာနာလွတ်လွတ်ပြီးတော့အကုန်ကြောက်ထဲဆင်းရဖို့နည်းနည်းလေးပဲလိုပါတော့တယ်အဲ့လိုဖြစ်တော့အာနာထသိမ့်ပါတယ် ရွေးကောက်ပွဲလုပ်ပေးပါမယ်မစူကြပါနဲ့လို့ချော့ပါတယ်လူတွေကမျောလိကျန်နေနေရတော့လုတ်လက်စတော်လန်ရေးကိုရက်ပြီးတော့ရွေးကောက်ပွဲပွဲမှာမဲပေးကြပါတယ်စေအုပ်စုကိုဒီချိန်ကလေးတော့ယုံပေးလိုက်မယ်လို့သဘောထားခဲ့ကြပါတယ်ဒါပေမဲ့ယုံဟာကျိုးမနှက်ခဲ့ပါဘူးတစ်ခါပဲယုံတစ်ခါအလိန်ခံရတာပါပဲရွေးကောက်ပွဲမှာစေအုပ်စုကြောတော့နောက်ခံပေးထားတဲ့တတ်ဆညပါတီရှုံးတော့အာဏာလွှဲမပေးပဲ အကြောင်းအမျိုးမျိုးပြပြီးတော့နှစ်ပေါင်း20အချိန်ဆွဲထားခဲ့ပါတယ်။နောက်ဆုံးဘလို့မှမတက်တာတော့ပြီးခဲ့တဲ့ရွေးကောက်ပွဲကိုထားလိုက်ပါတော့ကွာ။နောက်ထပ်ရွေးကောက်ပွဲအစ်စ်ပြန်လို့ရအောင်ပါလို့ပြောလာပါတယ်။ LDR ကမကျင်တ်လို့2030မှာမပါပါဘူး။မပါတော့ကျန်တဲ့ပါတီငယ်တွေကိုအနိုင်ကျင့်ကြိုတင်မဲတွေဆာလာအိတ်နဲ့ထုတ်မဲခုတ်ပြီးတော့အနိုင်ရအောင်စွန့်လုပ်ပါတယ်။2030ရွေးကောက်ပွဲမှာသူတို့စစ်တပ်နောက်ခံကြက်ဖွတ်ပါတီအနိုင်ရသွားပါတယ်။ ောက်တစ်ခါရွေးကောက်ပွဲကို2015မှာလောက်တော့ NLD ကအဲ့ဒီအချိန်မှာဝင်ပါပါတယ်အဲ့တော့သူတို့စစ်တပ်ဖွားဘက်တော်ကြက်ဖွတ်ပါတီရှုံးပါတယ်နောက်တစ်ခါ2020မှာထပ်လို့တော့နောက်တစ်ခါထပ်ရှုံးပါတယ်အခြေအနေကြည့်ရတာကဘဏ္ဍာခပြန်ပြန်ရှုံးတော့မှာပဲဆိုတာသိချာသွားပါပြီဒီလောက်တောင်သိချာနေမှာတော့နိုင်တဲ့ကောင်တွေကိုဖမ်းတယ်ကွာဆိုပြီးတော့အเจ้าအမျိုးမျိုးပြအဖမ်းပါတယ်အာနာသိမ့်ပါတယ်နိုင်တဲ့ပါတီကိုဖျက်ပြီးတော့ ကျန်တဲ့အရှုံးသမားတွေရေးကြည့်ပဲရွေးကောက်ပွဲအစ်စ်ထပ်လုပ်ပါတယ်အခုလုပ်တော့မဲ့ရွေးကောက်ပွဲဆိုတာကြီးကအရှုံးသမားတွေရဲ့ပြိုင်ပွဲကြီးပါအဲ့ဒါကြောင့်ရှုံးသူအကုန်ယူရွေးကောက်ပွဲစနစ်ပါလို့ကျွန်တော်ကပြောတာပါရှုံးတဲ့သူတွေကသူတို့ကြီးပဲအကုန်ယူဖို့စူးစမ်းနေတာမဟုတ်လို့ရှိရယ်ဘာများဖြစ်နိုင်ပါလိမ့်တယ်လေ PR စနစ်ဆိုတာကြီးကိုနိုင်ငံတကာကနေပြီးတော့ရှာပြီးတော့ထုတ်ဆွဲလာပါတယ်သူတို့မဲအရေးအတွက်အရာဆိုလို့ရှိရယ် သူတို့ကစုစုပေါင်းမဲမှာဒုတိယရပါတယ်အဲ့ဒါကြောင့်ရှုံးမင်ရှုံးတော်ညာလဲရှုံးအလကားကြီးတော့မဖြစ်တင်ပါဘူးနှစ်သိစုလေးတော့ပေးတင်ပါတယ်ဆိုတော့စင်ကျင်နဲ့ PR ဆိုတာကြီးကိုထုတ်လာတာပါအပေါ်ရကတော့သူတို့ရှုံးမင်မဲ့ရထားတဲ့မဲရခိုင်နှုံးကလေးတိုင်းတော့ပေးပါဆိုတာဟာတိတ်ဆိုးကြီးမဟုတ်ဘူးလို့တွေးစရာရှိပါတယ်တိတ်မဆိုးလို့လည်းနိုင်ငံတကာမှာ PR စနစ်ဆိုတာရှိနေတာပါဒါပေမဲ့သူတို့ဆေးအုပ်စုရဲ့ PR စနစ် PR အကြံကတော့တော်တော်ဆိုးတယ်ဗျသူတို့ကအဲ့ဒီ PR ကြောင့်ရမယ်ဒုတိယဇာဒုတိယဒဇာမဲတွေဆိုပါတော့ဗျာရှုံးထားတဲ့မဲတွေပေါ့အဲ့ဒီမဲတွေ ਨੇ စစ်တပ်ကတစ်ဖက်မှာအသိယူထားပြီးသားဖြစ်တယ်တမတ်သားထိုင်ကုန်အဲ့ဒီနှစ်ခုကိုသာပေါင်းလိုက်မယ်ဆိုရင်ငါတို့နိုင်ပြီဆိုတဲ့စိတ်ကူးနဲ့ကြံ့စီနေတာပါ တရစ္ဆာန်တွေထဲမှာစစ်တပ်လူတော်ကြီးတွေရေးနေတာကကမ္ဘာပေါ်မှာ FPTP စနစ်ကျင့်သုံးတဲ့နိုင်ငံကဘယ်နှနိုင်ငံရှိပါတယ် PR စနစ်ကျင့်သုံးတဲ့နိုင်ငံကဘယ်နှနိုင်ငံရှိပါတယ်ဆိုပြီးတော့သူတို့ PR စနစ်ကြီးကကောင်းတဲ့အောင်ရအောင်တရားစစ်ထူထောင်နေပါတယ်မေးကြည့်လိုက်စမ်းပါအဲ့ဒီအလူတော်ကြီးကြီးများကို PR စနစ်ကျင့်သုံးတဲ့ဘယ်နှနိုင်ငံမှာများစစ်သားတပတ်သားအရွေးချယ်မခံမနဲ့ဝန်ထိုင်နေလို့ရတာရှိပါတယ်လို့အဲ့ဒါအဓိကတော့ချက်ပါ PR ဆိုတာသူ့ဘာသာဆိုလို့ရှိရင်တိတ်မဆိုးလာပေမဲ့ တမတ်သားအကျော်ယူထားတာနဲ့ပေါင်းလိုက်မယ်ဆိုရင်အလုံးကိုစိုးပါတယ်ဒါပေမဲ့အဲ့လို PR စနစ်နဲ့တမတ်သားပေါင်းရင်တောင်မှနိုင်ဖို့တိတ်မတေချာသေးဘူးထင်လို့ရှုပ်ပါတယ်ကွာ NLD ကိုတရားမဝင်ကြေညာလိုက်မယ်ခဏခဏနိုင်နေတဲ့ကောင်မပါနဲ့ဆိုပြီးတော့ဖြောင်ညစ်တဲ့ရွေးကောက်ပွဲစင်ပိုင်းကြီးလှုပ်လာတာပါဖြောင်ညစ်တယ်လို့ကျွန်တော် ပြောတာဟာမတရားပြောတာမဟုတ်ပါဘူးခန်းစားချက်အပေါ်မှာအခြေခံပြီးတော့မုန်းလို့ပြောနေတာလေမဟုတ်ပါဘူး ထောက်ထားတွေနဲ့ပြောနေတာပါအချက်လက်တွေနဲ့ပြောနေတာပါသတင်းသမားတယောက်အနေနဲ့အင်မတန်မျှတစွာပြောနေတာပါနိုင်တဲ့လူဖယ်ထုတ်ပြီးတော့ကြံတဲ့လူတွေနဲ့လှုပ်တဲ့ရွေးကောက်ပွဲကိုဗျောင်ညစ်တယ်ဆိုတာကလွဲပြီးတော့တခြားဘာမှပြောစရာရှိပါသေးတယ်လေအဲ့ဒါလောက်ထိမျက်နှာပြောင်ပြောင်နဲ့လှုပ်ရတာတော်တော်အံ့ဩစရာ ကောင်းပါတယ်ကြံတဲ့ပါတီတွေဝင်ပါရဲတာဝင်ပူပေါင်းရဲတာကလည်းတကယ်ဆိုလို့ရှိရင်တော်တော်အံ့ဩစရာကောင်းပါတယ်ဗျာစဉ်းစားကြည့်ပါ သူတို့အားလုံးလည်းခွက်ခွက်လန်အောင်ရှုံထားတဲ့သူတွေကြီးပါပဲအခုတော့ NLD မပါတော့ဘူးဆိုရင်ငါတို့များနည်းနည်းဝေစုရမလားဆိုပြီးတော့ဝင်ပါကြတဲ့သဘောဖြစ်မနေဘူးလားဗျာတော်တော်အဆက်နဲ့မှသာအခုဒီလိုရွေးကောက်ပွဲမျိုးမှာဝင်ပါရဲဖို့ရှိပါတယ်တစ်ဖက်မှာတတိုင်းတပီလုံးဘုံကျဲနေတာမိရှုံနေတာလည်းသူတို့အသိပဲလေအဲ့တော့ရွေးကောက်ပွဲရဲ့အခုလုပ်နေတဲ့ရွေးကောက်ပွဲရဲ့နောက်ထပ်ထူးခြားတဲ့လက္ခဏာရည်ကြီးတစ်ခုကတော့အချက်မရှိတဲ့သူတွေကြီးပဲဝင်ပြိုင်တဲ့ရွေးကောက်ပွဲကြီးဖြစ်နေတဲ့အချက်ပါပဲ။ စစ်သားတမန်တော်ကိစ္စကိုရောအခုရွေးကောက်ပွဲမှာဘယ်လိုလုပ်နေကြသလဲဆိုတာကိုသိကြပါရဲ့လားဗျာအရင်တော့ကသူတို့ရေးထားတဲ့အခြေခံဥပဒေအရရွေးကောက်ခံကသုံးပုံဆိုလို့ရှိရင်စစ်သားကိုတပုံထည့်ထားပါတယ်တမန်သားဆိုပေမဲ့ရွေးကောက်ခံနဲ့နှိုင်းရှင်လို့ရှိရင်သုံးပုံတပုံမှာဒါပေမဲ့အခုရွေးကောက်ပွဲမှာသုံးပုံတပုံဟုတ်ပါသေးရဲ့လားတိတိချာချာတွက်ကြည့်ကြပါနော်သုံးပုံတပုံမဟုတ်တော့ပါဘူးဘာကြောင့်မဟုတ်တယ်လဲဆိုတော့အခုဒီမှာသူတို့ကြင်ညာချက်ထုတ်ထားတာလေးကိုတစ်ချက်တော့ကြည့်ပါ ပြညာချက်ထက်မှာကြည့်လို့ရှိရင်ဘာကြောင့်ပြောတော့လဲဆိုတာကိုမြင်လာပါလိမ့်မယ်အခုရွေးကောက်ပွဲအပိုင်းတင်မှာမြို့နယ်တရနှစ်မြို့နယ်မှာပဲရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ကြေညာထားပါတယ်အဲ့တော့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကတရနှစ်ယောက်ပဲထွက်ပါမယ်ဒါပေမဲ့သူတို့စစ်အုပ်စုလုတ်ပုံဘလောက်စိုးတယ်လဲဆိုတာကိုပြောပြစီရွေးကောက်ခံကဘယ်နှယောက်ပဲရှိစီစစ်သားသုံးပုံတပုံကိုတော့သူတို့ကအမြဲတမ်းအပြစ်ထည့်ပါတယ်အရင်ရွေးကောက်ပွဲတွေမှာတော့လည်းအဲ့လိုပဲလုပ်ပါတယ် အကုံမရွေးကောက်နိုင်သေးပေမဲ့သူတို့သုံးပုံတစ်ပုံကိုတော့အကုံအပြစ်ထဲဖို့ကြံစီထားကြတဲ့သဘောမျိုးကိုထင်းနေရှာရှာမြင်နေရပါတယ်။အဲ့တော့ပြည်သူ့လွှတ်တော်ထဲမှာစစ်သားကိုယ်စားလှယ်ကဘယ်နှယောက်ရှိမလဲဆိုတော့အယောက်130ရှိပါမယ်။အဲ့ဒီလွှတ်တော်ကြီးကိုမျက်စိထဲမှာမြင်အောင်ကြည့်လိုက်ရှာမှာအရွေးကောက်ခံက100ယောက်စစ်သားက130ဆိုတော့စစ်သားကတောင်မှပုံနေပါသေးတယ် အခုရွေးကောက်ပွဲအပိုက်တည်းအပြီးမှာပေါ်လာမဲ့ပြည်သူ့လွှတ်တော်ထဲမှာစစ်သားအရေးအတော့ကတော့ဝတ်တော်ကြောအောင်မှာပါပြည်သူလူထု350ကရွေးချယ်ရမယ့်ကိုယ်စားလှယ်အရေးအတွက်နဲ့ဘုံမင်းအောင်အွန်လိုင်းတယောက်ထဲကရွေးမဲ့ကိုယ်စားလှယ်အရေးအတွက်ကိုနှိုင်းရှင်ကြည့်လို့ရှိရယ်ဘုံမင်းအောင်လိုင်းတယောက်ထဲကရွေးပြီးတော့ထဲ့မဲ့ကိုယ်စားလှယ်အရေးအတွက်ကပို့လို့တောင်မှနေပါသေးတယ်အဲ့ဒါလို့ကိုမြတ်တာမဲ့လွှတ်တော်ကြီးပါပြီးတော့တော်တော်ရှုပ်ရှုပ်ထွေးထွေးတွေလည်းလုပ်နေပါတယ် ကိုယ်စလဲစီးနေမဲဆန္ဒနယ်စီးနေကိုရွေးကောက်ပွဲ ကော်မရှင် စာမျက်နှာမှာလည်းမကြေညာပါဘူးမြဝရီစာမျက်နှာမှာသူတို့ကြေညာတာကလည်းမပြည့်မစုံပါပဲသတင်းစာတွေမှာလည်းအပြည့်စုံကြေညာပါဘူးနည်းနည်းပါးပါးပဲကြေညာပါလေမကြေညာမဖြစ်ကြေညာရတဲ့အချက်လက်တွေကိုမြို့နယ်ကော်မရှင် ရုံးနေမှာပဲစာလိုက်ကပ်ပါလေအများပြည်သူသိအောင်ပွင့်လင်းမြင်သားစွာတနေရာထဲမှာစုဝေးပြီးတော့ကြတော့ကြေညာရမယ့်သတင်းအချက်လက်တွေကိုမကြေညာဘဲနဲ့တမင်လူမသိအောင်ဖုံဖုံဖိဖိ လုပ်နေပါတယ်အဲ့ဒါဘာသဘောလဲဆိုတာဆက်ပြီးတော့စဉ်းစားကြည့်ကြပါသူတို့ပြောတဲ့တိတ်ရှင်းပါတယ်ဆိုတော့ PR စနစ်ကိုလည်းဘယ်ပြည်သူမှနားမလဲပါဘူးသူတို့ကြင်ညာထားတာရှင်းလင်းထားတာကလည်းမပြည့်စုံပါဘူးသူတို့လုပ်နေတာကိုတော်တော်လိုက်လေ့လာထားရင်တောင်မှအနေနဲ့ပါပါပဲကိုယ့်ဟာသာ နားလည်ယူရတဲ့အခြေအနေပါဝင်ပြိုင်မဲ့ကိုယ်စလဲလောင်းနေတောင်မှတယောက်တစ်မျိုးပြောနေကြတာပါကိုယ်စလဲနေတောင်မှနားမလဲတဲ့လူတွေအများကြီးပါအမျိုးသားလွတ်တော်မှာ FVTP နဲ့ PR စနစ် တွဲကျင်သုံးရမယ်လို့ဆိုပေမဲ့ PR အတွက်ကတိကျမဲမပေးရပါဘူး FPTB အတွက်ပေးတဲ့မဲပေါ်ရတဲ့ရာခိုင်နှုန်းကိုပဲယူပြီးတော့ PR အတွက်ပြန်ချိုးချမှာပါအဲ့ဒါလို့ရောသမမွေမဲပေးစနစ်ကိုကျင့်သုံးတဲ့အခါကဘာမှာဆိုလို့ရှိရင်အခြေခံအဖြစ်နီးနှစ်နီးရှိပါတယ် compensatory စနစ်နဲ့ non compensatory စနစ်နှစ်မျိုးပါအဲ့ဒီနှစ်မျိုးအနက်မှာဘယ်နည်းကိုအခုအသုံးပြုမယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းထုတ်ပြမထားပါဘူးဒါကလည်းညစ်ွက်များ ခြံထားလေသလားလို့တောင်မှတွေးစရာရှိပါတယ်။အခုလွတ်တော်အမတ်တွေပါဝင်လူများထင်နေကြတာကတော့ non compensatory စနစ်ကိုကျင့်သုံးမယ်လို့ပဲထင်နေကြတာပါ။တော်ကြမဲတွေပေးပြီးမှမင်းတို့ထင်တာကတမျိုးငါတို့လုံမှာကအဲ့ဒါမဟုတ်ဘူးဆိုပြီးတော့အချို့တွေတမျိုးပြောင်းချလိုက်လို့ရှိရင်ရွေးကောက်ပွဲဝင်တဲ့သူတွေအကုန်ငုတ်တုတ်မိကုန်ကြပါလိမ့်မယ်။ကြေကလည်းမကြေနဲ့ပြောကလည်းမပြောရဲဖင်နဲ့ကျန်းနဲ့စောင့်နေရမယ့်အဖြစ်မျိုးတွေတိုးကုန်ပါလိမ့်မယ်။သူတို့ကျင့်သုံးမဲ့ PR စနစ်ကဘယ်လိုစနစ်လဲဆိုတာကိုဒီနေရာမှာကျွန်တော်အသေးစိတ်ရှင်းမပြတော့ပါဘူး။ ဘလို့ပဲပဲဘာမှအကျိုးထူးမှမဟုတ်လို့ရှင်းပြနေလဲအချိန်ကုန်ပါတယ်ကျွန်တော်ကတော့အဲ့ဒါလိုပဲသဘောထားပါတယ်တကယ်လို့သိကျင်တဲ့လူရှိလို့ရှိရင်တော့ comment မှာပြောခဲ့ပါတောင်းဆိုနိုင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါလိုတောင်းဆိုတဲ့လူရှိလို့ရှိရင်တော့ video တစ်ခုတက်တက်ထပ်လုပ်ပြီးတော့ကျွန်တော်ရှင်းပြပါမယ်อืมချက်ဖို့ပါတီဟာအဖက်ဖက်ကနေဘက်ပေါင်းဆောင်ကမြစ်တာဖြစ်တဲ့အတွက်သူတို့ပဲအပြတ်သက်နိုင်ပါပါလူတွေတက်ကလည်းရေးချွေစရာမရှိတော့တော်တော်ကြီးကိုခတ်တဲ့ရွေးကောက်ပွဲပါချက်ဖို့မရရင်ပြီးရောကွာပေးချင်းပေးလို့ရှိရင် တခြားပါတီကိုပဲပေးမယ်ဆိုတော့စိတ်မျိုးတော့တော်တော်များများရှိကြမှာပါဒါပေမဲ့ခက်တာကကျန်တဲ့ပါတီတွေကလည်းအကုန်အချောင်သမားပါတီတွေကြီးပဲဖြစ်နေပါတယ်အချောင်ရမလားလို့ဝင်ပြိုင်တဲ့သူတွေကြီးပါပဲအဲ့ဒီပါတီတွေကိုမဲပေးလေကြက်ဖို့နိုင်တာနဲ့ဘာမှတိတ်กว่าမှာမဟုတ်ပါဘူးကျန်တဲ့ပါတီတွေကနည်းနည်းပါးပါးအနိုင်ရပြီးတော့လွတ်တော်တွေကိုနည်းနည်းပါးပါးဝင်ခွင့်ရလို့ရှိရင်လေကြက်ဖို့လွတ်တော်ကိုကြည်ကောင်းရှုကောင်းဖြစ်သွားအောင်အိမ်ဖြစ်ပေးရတဲ့သဘောမျိုးပဲရှိပါပါ ကျန်တဲ့ပါတီအားလုံးရဲ့အဆင့်ကထမင်းတို့ဟင်းတို့အဆင့်မုတ်ဖက်ထုတ်အဆင့်ခွေးဝင်စားအဆင့်မရှိပါလေသူတို့နိုင်လို့လည်းဘာမှမဖြစ်ပါဘူးမနိုင်လည်းဘာမှမဖြစ်ပါဘူးအလကားပါပဲတယ်မြို့ရအောင်ဒီမြို့တွေ့ကြတဲ့အကြောင်းအရာတွေကတော့တကယ်ကိုပဲမြန်မာနိုင်ငံမှာလုံမဲ့ week up ဝင်တဲ့ပတ်သက်ပြီးတော့ပသိမြက်ကနေပြထုတ်ပြပြောဆိုပါဖြစ်ပါတယ်တယ်မြို့ရအောင်ဒီ video တော့ပဲဆုံးသက်လိုက်ပါတယ်နောက်ထပ်ပြီးတော့နောက်တဲ့တင်တော့ပြီးတော့ကျွန်တော်ရဲ့ကိုကြည်ဘရင် channel လေးကို like and subscribe လုပ် like subscribe ပြီးဗီဒီယိုခေါင်းနေတာကြည့်မြတ်လာသမျှ video တွေသတင်းတွေအားလုံးကိုနားဆွေးကြရဖြစ်ပါတယ်တယ်မြို့ရအောင်ကျွန်တော်ရဲ့ channel လေးမှာကတော့မနေ့ပိုင်းနဲ့ညပိုင်းသတင်းအစီအစဉ်တစ်ရက်ကိုနှက်စေး င်ပြပေးနေဖြစ်တဲ့အတွက်တော်လိုင်းမျိုးတွေအားလုံးပဲကြည့်ရှုပြီးတော့တော်လိုင်းရဲ့အောင်မြင်တဲ့အထိဒီလိုကြီးဆက်ကြဆိုပြ